။စကိုင်းမြို့ကနေဆိုရင်16မိုင် လောက်သာဝေးပြီးငလင်ဘဟုချန်နားမှာရှိတဲ့ကျေးရွာတွေကိုစစ်တပ်ကလက်နက်ကြီးလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ထပ်ပြီးတော့စစ်ကြောင်းထိုးကနေအိမ်တွေကိုမီးရှို့နေတယ်လို့သတင်းရင်းမြစ်တွေကပြောပါရတယ်။အခုစစ်ကြောင်းဟာဧပြီ25ရက်ကတိုက်ခိုက်ခံရတဲ့စစ်ကောင်စီလက်အောက်ခံတပ်မ33စစ်ကြောင်းဖြစ်ပြီးဧပြီ28ရက်မှာအင်အား100လောက်နဲ့ဘဒူရွာဘက်ကိုထပ်ပြီးတော့စစ်ကြောင်းထိုးလာတာလို့သိရပါဗျ။ဟိုဇာတ်မျိုးကနေမှမြောက်ဘက်ကိုစရေးရွာဘက်ကိုပထမ ဆရာထိုးလာတယ်ဆရာကနေမှဟိုထွက်လာတဲ့ခါမှမှအကြမ်းမှတိုက်ပွဲဖြစ်တာဆိုတာကလည်းသူတို့တလဲအင်အားပြီးတော့ပေါ်ပြထားပြီးသားအခုနောက်တဲ့ကြိမ်ဆရာကိုအင်အားဖြည့်ပြီးတော့မှအင်အားတရာခံမင်းနဲ့ချက်ပြီးဆရာထိုးလာတယ်ကျွန်တော်တို့မနေ့ကအကြောက်ပနေရအောင်မိရှုတယ်မနေ့ကနေပိုင်းကအခုဒီနေ့မနေ့ကနေကြောက်ပနေရအောင်မိထရှုတယ်အခုကညီကုန်းဘက်ကိုတော့နည်းနည်းလေးဆရာကအထောက်ပြတယ်ဒါပေမဲ့ကညီကုန်းရတော့မရောက်သေးဘူးအခုစစ်ကြောင်းထိုးခံရတဲ့ရွာတွေဟာရေခိုင်းအရှိတ်ဘက်ကကြေးရွာတွေဖြစ်ကြပြီး စစ်တပ်ကစကိုင်းမြို့မြောက်ဘက်မှာရှိတဲ့စက်ရင်ရွာနဲ့ဘဒူရွာတွေမှာအရင်တည်းကအခြေချတပ်ဆွဲထားတာလို့သိရပါတယ်။ဒါကြောင့်ပဲစစ်တပ်ကစကိုင်းမြို့ကနေစက်ရင်ရွာစက်ရင်ရွာကနေတဆင့်ဘဒူရွာဘက်ကိုစစ်ကူပို့ကျင်လာလို့ယူဆရပြီးလမ်းတနေရာမှာပဲဂျားဖြတ်တိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။ဧပြီ25ရက်လောက်ကစလို့စကိုင်းမြို့မြောက်ဘက်ကကြေးရွာတွေကိုလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်နေပြီးဧပြီ26ရက်မှာတင်ဂျက်ဖိုက်တာနဲ့နှစ်ကြိမ်ဘုံကျခဲ့ပါသေးတယ်။ ေသခံတယောက်ရဲ့ပြောပြချက်ကိုလုံခြုံရေးအရာ DVV သတင်းတော့ကအသံအစားထုတ်ဖတ်ပြထားပါဗျ။တိုက်ပွဲတန်တော့ကြားရတယ်ဗျ။ဟိုတလောကတော့ Jet Fighter တွေဘာညာတွေနဲ့လာပစ်တယ်။၃လရက်လောက်တော့ရှိပြီ။တိုက်ပွဲဖြစ်တာတော့ကျွန်တော်တို့ကဟိုဘက်ကိုရှောင်နေရတယ်။ဘလို့လဲဆိုတော့အဖက်မှာမနေရဘူးဖြစ်နေတယ်။နီးစက်ရတော်ရီထဲမှာနေပြီးတော့လေ။အဲ့လိုနေထိုင်နေရတယ်။ဘဒူယော်နဲ့စေကြီးရွာကြမှာရွာသစ်ကြောက်ပနံ ကန်ကြီးကုန်းရွာတွေရှိကြပြီးတော့အ ਨੇ စုံအနီဝင်းကျင်6ရွာလောက်ကဒေသခံတွေစစ်ဆောင်နေရကြောင်းသိရပါတယ်။ဘရူရွာကတော့စစ်ကောင်စီတပ်တွေဝင်လာပြီးတဲ့ကအချင်းချင်းမီးရှို့ခံရတာကြောင်းဒေသခံတွေစစ်ဆောင်နေရတာနှစ်နှစ်လောက်ရှိနေပါပြီ။ဒါအပြင်စစ်တပ်ကတိုက်ပွဲနဲ့အလန်းကွာတဲ့တောင်ရင်ရွာနဲ့လင်းရင်ရွာတွေကဘုံကြီးကျောင်းဝင်းကျင်တွေကိုဘုံကျဲခဲ့ပါသေးတယ်။ဒါကြောင့်ပဲသခိုင်းမျိုးမြောက်ဘက်ငလင်ပဟိုကျန်နာကစည်ရွာနဲ့ဘဒူရွာကြားမှာစည်ရင်းတင်းမာနေပြီး တိုက်ပွဲတွေဆက်ဖြစ်နိုင်တယ်လို့ဒေသခံတွေကပြောနေကြပါတယ်ကျွန်တော်စိုးသူအောင်ပါ